ဟုတ်ကဲ့ပါ KNPB နဲ့အစိုးရဆွေးနွေးပွဲလိုက်ကော်မျိုးတက်နေခမ်းမှမှာဂျွန်လ19ရက်မနေ့ကစပြီးတက်နေရချထားရေးအဓိကဆွေးနွေးခဲ့ကြပါတယ်။ဘဝကူညီချက်တွေရထားတဲ့အတိုင်းကျွန်တော်တို့လေးလေးနက်နက်လေးလေးစားစားကျွန်တော်တို့လိုက်တော့ပါမယ်ဒီချက်။နောက်တစ်ခုကျွန်တော်တို့ဒီဒုက္ခအရေးသုံးပါဦးဖွဲ့စည်းပုံပါတဲ့အတိုင်း နိုင်ငံတော်ရဲ့အခြေခံပွဲကြီးပေါ်မှာဟုတ်လားအခြေခံဥပဒေပါပါတဲ့အတိုင်းလေးလေးနဲ့နဲ့ကျွန်တော်တို့ကြားပွဲဆော့ဆော့ပါပါဒီတက်ပို့ပြီးတော့ဖြစ်ကျွန်တော်တို့ဘယ်လိုမျိုးဘယ်ဒီသားမျိုးများမရှိပါဘူးအားလုံးဟာကျွန်တော်တို့ဒီတော်စုတက်ပြီးဖြစ်တဲ့ဒီတော်စုကြီးကိုကာဝယ်ဖက်တက်ပြီးဖြစ်တဲ့ဘယ်ဒီတော်စုမှရှိဘယ်တိုင်းကဘယ်လိုမျိုးမဆိုကျွန်တော်တို့ခုနပြောတဲ့အချက်နဲ့ကာဝယ်သွားမယ်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးလေးနဲ့ပြောတာပါ ီပွဲကို KNPB ဒုက္ခတာခူးတဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဘီထူးတို့အပါဝင်14ဦးတက်ရောက်ပြီးအစိုးရဝန်ကြီးဦးအောင်မင်းခေါင်းဆောင်18ဦးအဖွဲ့နဲ့ဆွေးနွေးနေကြတာပါ။အာကျွန်တော်တို့တစ်နေ့ကကျောင်းမှာဘောတူခဲ့တဲ့ဆက်လက်ရုပ်ကိုသိသိပြီးတော့ကျွန်တော်တို့ဘယ်လိုပါမလဲပေါ်ကြမလဲဆိုတဲ့အဆင်ကိုလည်းဘူအားလို့သိသိဖြည်းဖြည်းတော့ကျွန်တော်တို့လုပ်ငန်းတွေဆောင်ရွက်နေတာပေါ့ အဲ့ကျွန်တော်ဒီကြားပြည်နယ်ကြီးဒီလိုညဉ့်ညမ်းသွားလိမ့်မယ်လို့ဘယ်တော့မှမမျော်လင့်တဲ့အကြောင်းကိုလူတိုင်းပြောကြတယ်ဒီလိုဖြစ်သွားတာကိုလည်းအိမ်မက်လေလားဖြစ်တာကိုလည်းဟလာအိမ်မက်များမက်နေကြတာဆိုတာကိုလည်းဒါတို့ကပြောပါတယ်ဆွနီဘွဲကိုဂျွန်လ19ရက်နေ့ကနေ20ရက်နေ့အထိ2ရက်ကြာကျင်းပသွားမှာပါ ရင်တော့1960လို့ဒီလိုကိစ္စကိုကျွန်တော်ဆောင်ရွက်နိုင်ခြင်းရှိပါတယ်။နိုင်ငံတော်သမ္မတကြီးကဒီလုံခဲ့တဲ့ဖြစ်စဉ်ကိုအားလုံးကြည့်ပြတဲ့အခါမှာအဓိကဘာလို့လဲဆိုရင်တိုင်းသားတွေတောက်ဆိုနေတဲ့ရန်ကြီးကိုရရရှိတဲ့ကိုပိုင်ကိုချုပ်ပြန်ကြတဲ့မှုရရှိဒီကိစ္စကိုတောက်ဆိုတာဖြစ်ပါတယ်။တနည်းကလားဖြစ်တော်တော်လည်းဒါဖက်ဒရယ်ပဲဖြစ်ပါတယ်။အဲ့တော့ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့လည်းမကြမ်းမှာစဉ်းစားကြရတယ်ဘဝတည်း ဒီဘုန်းကြီးကတော့ကြောက်ဖို့အတွက်ပြင်ဆင်နေပါတယ်။အဲကျွန်တော်တို့ရဲ့တာရိတ်ထားတော့သိထားတော့ဟောင်းမက်တီးစ်ဘလော့စ်တဲ့ဆိုတော့ဒီကတော့ကျွန်တော်တို့တော့ဆောင်ပါမယ်။ကျွန်တော်တို့အခုမူလကကျွန်တော်တာကီးဖြစ်ပြရတာကျွန်တော်တို့ကတော့ဖြစ်မနေပါပဲလာကြအောင်ဆိုမရောရောအောင်ပေါ့မယ်ဆိုတာရင်ထွက်သွားတဲ့ကျွန်တော်တို့ဖြစ်တယ်။အခုလည်းကျွန်တော်ရဲ့ဖြစ်ရတဲ့အမ်းမဲ့ရှိပါတယ်။ ်တော်တို့ခဏတော့မှကျွန်တော်တို့ဒီလိုမှောင်ပြီးပြောခဲ့တဲ့သမ္မတရဲ့ဖြစ်ဆက်သွားမယ်တော်မှဆိုင်စစ်ဆင်ရလဲကျွန်တော်ကိုယ်တိုင်ကြာခင်နောက်ကဒီနောက်မှာပြေဆုံးတဲ့အားလားကြာပြီးဖြစ်တဲ့အဲတော့ကျွန်တော်သမ္မတရဲ့အစီအမံလေးအတိုင်းကျွန်တော်အောင်မြင်ဖို့ဆက်လက်ကျွန်တော်တို့မှာဆီရဆိုတာလည်းကျွန်တော်တို့ဒီမှာအဲဒီပုံမှန်ချက်ခံပြီးတော့ကျွန်တော်သူ့ဘောဆောင်တဲ့ လာကြောက်နေတယ်ကျွန်တော်တို့ပြက်လာလေးကိုသိရှာမယ်ဒီနိုင်ဆောင်ရွက်မယ်ဆိုတော့စကားဆက်ကျွန်တော်ပြောပါတယ်ငញ្ញာရေးပြစင်ကိုစောင့်ကြည့်မဲ့ monitoring အဖွဲ့ထားရှိဖို့မူရေးစေဝါကိစ္စတပ်ပိုင်းဆိုင်ရာကိစ္စအရရက်နဲ့ပြည်နယ်တွင်းအကြီးစားစီမံကိန်းတွေကိစ္စဒုက္ခသည်ကူညီရေးမိုင်းရှင်ရေးပြည်နယ်ဖွံ့ဖြိုးရေးကျန်းမာရေးပညာရေးကိစ္စတွေဆွေးနွေးသွားကြမယ်လို့ ထုတ်ပြန်ထားပါတယ်ကျွန်တော်မောင်တူပါ